ချစ်တော်အိမ်ရှင်မတွေအတွက်ဒီနေ့မှာတော့တားလုံးလေးတွေကိုလုံကြည့်ကြမယ်နော်ဒါတွေကခေါက်ဆွဲပြုံးလေးပဲစစားဒီအတားလုံးကိုဒိုင်းမဲ့ကြော်စစားစားလို့ကောင်းတယ်ပေါ့နော်ဒီအတားလုံးဖြစ်ဖို့အတွက်ဆိုရင်အသားရဲ့ဂျုံရဲ့ အဲကော်ရဲပြီးလို့ရှင်ချက်ဥရဲရတာရေးထည့်ပြီးလုပ်ထားတာပါဒီလိုလုံးလုံးလေးတက်တက်ရက်ဖြစ်ဖို့ဆိုလို့ရှင်เนาะခုနကဘလန်ဒါနဲ့ချိန်ထားတဲ့ဒီအသားတွေကိုဆိုလို့ရှင်ဒီလိုလက်နဲ့ပေါ့เนาะတဆုပ်စာလို့မျိုးဆုပ်ယူလိုက်မယ်ဆုပ်ယူပြီးခါကျရင်အသားမှာမကတ်အောင်ပေါ့เนาะလက်လေးကိုရေခမ်းပြီးကင်ပြီးလို့ရတယ်ပြီးရင်လက်ညှိုးနဲ့လက်မဆာမှာအခုလိုမျိုးဖြစ်ထုတ်လိုက်ဖြစ်ထုတ်လာတဲ့ဟန်လေးကိုတက်တက်ရက်လေးဖြစ်အောင်မလုပ်တက်သေးလို့ရှင်ဇွန်လေးနဲ့ဒီလိုမျိုးတက်ယူလိုက်ယူပြီးရင်ရေကလေခက်နွိနွိလေးပဲချက်တင်းနွိလေးလောက်ထားတဲ့ရေတွေကိုဒီအသားလုံးလေးတွေ ို့အခုလိုမျိုးလေးတွေတလုံးချင်းတလုံးချင်းပေါ့နော်ဖဲ့ချပြီးတော့ထည့်မယ်ကဲလို့ကျွမ်းကျင်နေဆိုလို့ရှိရင်တော့ဒီကောင်ကိုလက်လေးနဲ့အဲ့လိုမျိုးညှစ်ပြီးတော့မှဒါဖဲ့ချပြီးတော့ထည့်လို့ရှိရင်လည်းရပါတယ်အဲ့တော့ ဒီကြက်တင်းလေးထဲမှာဒီစိန်ထားတဲ့အသားလုံးလေးတွေကတဖြည်းဖြည်းအထဲကမကြက်ကြက်ဖြစ်လာပြီဆိုရှင် အပေါ်ကိုဖြည်းဖြည်းချင်းကြွပြီးတော့ပွားပြီးတက်လာတယ်ပေါ့နော်အဲ့ဒီတက်လာတဲ့အသားလုံးတွေကိုမှကြတော့မုတ်လုံးရေပေါ်လိုမျိုးပဲပေါ့သူ့ကိုဆဲဆဲပြီးလို့ရှင်အရေအေးနဲ့သူ့ကိုအေးအောင်ဆေးပေးရပါမယ်တကယ်တမ်းကတော့အဲ့ဒီရေထဲမှာရေကလေးတုံးခန့်နိုင်ကောင်းတယ်ပေါ့နော်ဒါလုပ်တဲ့ချိန်တော့ရေကလေးတုံးလေးမရှိရေကလေးတုံးလေးမထည့်လိုက်ရအောင်အဲ့တော့ရေထဲမှာအေးအောင်ဆေးလိုက်စိန်ထားတဲ့အခါကြလို့ရှင် ကယ်သူဖြစ်ကြလို့ရှိရင်အထက်အနေထားပေါ့နော်အဲဒီလိုလေးရမယ်တစ်ခေါက်နဲ့တော့မအေးဝါဘူးဆိုလို့ရှိရင်ရေနောက်တစ်ချိန်ထပ်ဆေးပြီးတော့ပေါ့နော်လဲပေးပြီးတော့မှနှစ်ချိန်လောက်ဒါသူ့ကိုရေတုံပြီးတော့မှပြင်ပြီးတော့မှဆေးပေးပါအေးသွားတဲ့ဒီအသားလုံးလေးတွေဆိုရှင်ရေဆဲထားလို့ရှိရင်ဒီကဲတက်တာအခဲခန်းလေးကိုလုံးဝခဲအောင်ထည့်ထားပြီးတော့သူ့ကိုလိုတဲ့အချိန်မှာဒီအဝါလေးပေါ့နော်အပြုတ်တွေမှာပြန်ထည့်စားဖို့အတွက်သူ့သုံးလို့ရပါတယ်ဟုတ်တာခောက်ဆဲတော့နေတာ ဆန့်ပြီးတော့စားထားတာပါဆိုတော့ဒီကောင်က creamy ချင်းဆက်လေးနဲ့စားမှာပါအဲဆိုအသားလုံးပြုတ်ထားတဲ့ရေထဲကိုခောက်ဆွဲလေးထည့်လိုက်တယ်ပြီးလို့ရှိရင်သူ့မှာပါတဲ့ဒီ new seed နှစ်ထင်မယ်သူ့ရဲ့အမှုန့်လေးထည့်ပြီးလို့ရှိရင်အဲချက်ဥလေးကျွန်တော်ဖောက်ထလိုက်လို့ရတော့အရသာအရင်ရှိပြီးတော့စားလို့ကောင်းတဲ့ creamy ချင်းဆက်ခောက်ဆွဲတစ်ပွဲရပါပြီကဲအသားလုံးလေးကိုအိမ်မှာကိုယ်တိုင်လှစားကြည့်လိုက်အောင်နော်နောက်ဗီဒီယိုမှာပြန်ဆုံမယ်တတား